မင်္ဂလာပါရှင်ဗမာခေတ်တည်တဲ့ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဇွန်လ3ရက်နေ့မနက်ခင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမအဆုံးသတင်းအနေနဲ့အုပ်ဖို့ရင် PDF များကိုလက်ပြပုံဖြင့်လာရောက်ပြသွင်းတိုက်ခိုက်သည့်ထမင်းကုန်းရွာရှာရင်မှုအောင်မိုးခိုင်ပြည်နယ်ပြစ်ခတ်ခံရပြီးတိတ်ဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရရှင် ပဲခူးတိုင်းအုပ်ဘုံမြို့နယ်တွင် PDF များကိုလက်ပစ်ဘုံဖြင့်လမ်းရောက်ပစ်သွင်းတိုက်ခိုက်သည့်ထမ်းမင်ကုံရွာရှာရေးမှုအောင်မိုးခိုင်ပြန်လည်ပြစ်ခတ်ခံရပြီးတေဆုံကတာယာရီခိုင်တရင်383ညနှင့်တက်ခွဲလီမြောက်ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှန်ခုံခေတ်သတင်းဌာနထံသို့ပြောဆိုသည်ဇွန်လတရနေ့ညနေ6:55မိနစ်ခန့်တွင်အုပ်ဘုံမြို့နယ်တိမ်မြုပ်ရွာခြေဆိုင်ခမရ6မှထွက်လာသည့်ထမ်းမင်ကုံခြေရွာရှာရေးမှုအောင်မိုးခိုင်သည်ချောင်းကွာကေရွာနှင့်တရက်နှစ်ပြားလင်ရွာကြားရှိလမ်းမိုင်းတွင်တာယာရီခိုင်တရင် ်383ညနဲ့တက်ခွဲလေးမြိတ်အောက်ပြောက်ကြားတပ်ဖွဲ့မှရဲဘော်များကိုလက်ပြေပုံဖြင့်ပြစ်ခွင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ထို့သူလက်ပြေပုံဖြင့်ပြစ်ခွင်းတိုက်ခိုက်ခဲ့တော့လေတော်လင်းရဲဘော်များအချိန်မီတင်ရှောင်းနိုင်ခြင်းကြောင့်ရိုင်းမူးအောင်မူးခိုင်ကိုတော်လင်းရဲဘော်များကပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဥကောင်းတက်တဲ့ကိုကြီးစံကြီး၃ချက်ထိမှန်သိမ်းဆုံးပြီးနေရာရင်ပွေခြင်းသည့်ဆုံးကလက်ပြေပုံတစ်လုံးကိုလည်းတင်စီရရှိနိုင်ခဲ့ကြောင်းသိရှိရသည်။ တိဆုံသောသောရိုင်းမှုအောင်မှုခံသည့်စစ်မှုထမ်းအောင်တူဖြစ်ကအစံဘတ်စစ်တပ်တောက်တိုင်မာကန်တူလည်းဖြစ်ကြောင်း၎င်းသည်ခမရ6တွင်နေထိုင်ကတော်လိုင်းတပ်ဖွဲ့များ၏အချက်လက်များကိုစုံစမ်းထောက်လှမ်းခြင်းပြည်သူများထံမှစစ်မှုထမ်းခြင်းဟုဆိုကငွေကြေးများချိန်ချောက်တောင်းခံခြင်းလူငယ်များကိုစံဘတ်စစ်တပ်နှင့်တူပေါ်တာဆွဲဖမ်းဆီးခြင်းရုံးမတွင်စစ်ကြောင်းထူရရင်လမ်းပြခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရှိရသည် ရိုင်မိုးအောင်မိုးခိုင်ကရဲဘော်တွေထိုင်နေတာကိုမြင်ပြီးလက်ပြပုံနဲ့လှမ်းပြပါရီသူပြစ်တာကိုရဲဘော်တယောက်ကမြင်ပြီးသတိပေးလို့တစ်ပင်နာကပ်ပြီးရှောင်လိုက်တော့ထိခိုက်သူမရှိဘူးဒီကောင်ကအဲ့လိုပြစ်ပြီးတော့တုတ်ချေတင်းထွက်ပြေးသွားတယ်ရဲဘော်တွေလည်းဝိုင်းလိုက်ပြစ်ကြရမှာခေါင်းကိုကြည့်သုံးချက်ထိမှန်မိသေးသွားတယ်သူ့ကိုအုတ်ကြီးချော့ကိုလွန်ခဲ့တဲ့နှစ်နှစ်ကကျွန်တော်တို့ရှင်လိုက်ကလေးကမသေးပဲဒီကောင်ကခမရ၆မှာတွားနေနေတာစခါရီနဲ့ရွှေကိုပြန်လာပြီးစစ်မှုထမ်းချင်းငွေတွေကောက်တဲ့ လူငယ်တွေကိုစခရီးနဲ့ပေါ်တာဆွဲတယ်အဲ့လိုတွေလုံနေတဲ့ကောင်ဟိုတာယာရီခိုင်တရင်383ညနဲ့တက်ခွဲလေမြောက်ပြောက်ကြတက်ခွဲမှာတောင်းဝင်ရှိသူတို့ကပြောဆိုသည်တာယာရီခိုင်တရင်383ညနဲ့တက်ခွဲလေမြောက်ပြောက်ကြတက်ခွဲအနေဖြင့်ပြည်သူများနဲ့တော်လိုင်းတက်ခွဲများကိုဒုက္ခပေးနေသည့်စစ်ကောင်စီတပ်သားများအပြင်စစ်ကောင်စီတောက်တိုင်းများကိုပါအရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်ပြီးပြည်သူများအနေဖြင့်၎င်းတို့နေသွားလာနေထိုင်ခြင်းလုံးဝလုံးဝမပြုလုပ်ကြရင်အသေးပေနှိုးဆော်ထားသည် ဆလဘီစေအနာသိမ်မီလူငယ်များကိုအတင်းကျပ်စစ်မှုထမ်းခိုင်းနေသည့်မြန်မာစစ်ကောင်စီကို ICC တရားရုံးသို့လွှဲပြောင်းရန် Fortify Right က IAEA လိုညီလာခံသို့တောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာစစ်ကောင်စီအလုံသမားများပေါ်အတင်းကျပ်စေခိုင်းခြင်းနဲ့အတင်းကျပ်စစ်မှုထမ်းစေခြင်းအပအဝင်အလုံသမားများအခွင့်အရေးနဲ့လူအခွင့်အရေးချိုးဖောက်မှုများအတွက်မြန်မာစစ်ကောင်စီကို ICC ကမ္ဘာရာဇဝတ်တရားရုံးသို့လွှဲပြောင်းပေးရန် 45R ကအပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ချုပ် ILO တို့တောင်းဆိုလိုက်သည်အကြမ်းဖက်စစ်ကောင်စီကိုအလုံးစုံစီးပွားရေးပိတ်ဆို့မှုဖြင့်အရေးယူ၍အဆုံးဖြတ်ပေးရန်ရှင်နေသည်133ကြိမ်မြောက်ကမ္ဘာအလုံသမားအဖွဲ့ချုပ်ညီလာခံမှရှမန်နီဇွန်လ2ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာတွင်စတင်ကျင်းပနေသည် 45 right က ILO ညွှန်ကြားရေးမှု Gilbert's Hong Kong ထံသို့ယနေ့စာပေးပို့လိုက်ပြီးမြန်မာနိုင်ငံအခြေအနေကိုနိုင်ငံတကာရာဇဝတ်ခွန်ရုံး ICC တို့လွှဲပြောင်းခြင်းပြစ်မှတ်ထားပိတ်ဆို့ရေးယူမှုများပြည်ပရောက်အလုံသမားတမကများနဲ့အခြားလူအခွင့်အရေးကာဝေးဆောင်ရှောက်သူများကိုပံ့ပိုးကူညီခြင်းများအပါအဝင်လိုအပ်သောအရေးယူမှုများဆောင်ရွက်ပေးရန်ကြံပြူထားသည် မြန်မာစစ်ကောင်စီကအခြေခံအလုံသမအခွင့်အရေးတွေကိုစနစ်တကျညှင်းပယ်နေပါတယ်။အိုင်အယ်လိုအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့ချုပ်ဖောက်မှုတွေကိုအရေးယူရပါမယ်။မြန်မာစစ်ကောင်စီကိုအပြည့်ပြည့်ဆိုင်ရာရာဇဝတ်ခွင့်ရုံး ICC ကိုလွှဲပြောင်းပေးပြီးပြည်ပရောက်မြန်မာအလုံသမတမကာရီနဲ့အလုံသမအဖွဲ့အစည်းတွေကိုပတ်မိုးကူညီရပါမယ်ဟု45 right မှအကြီးတန်းရှင်နေ Patrick Fonsa တောင်းကပြောသည်။2023ခုနှစ် August လ4ရက်နေ့အိုင်အယ်လိုစုံစမ်းရေးကော်မရှင်အစည်းအဝေးခန်းစာတွင်မြန်မာစစ်ကောင်စီကအခြေခံအရသားမြိုက်အခွင့်အရေးများကိုချုပ်ဖောက်နေပြီ။ ြီးအိုင်ယလိုဤအလုံသမအခွင့်ရေးနှင့်အထမစီခိုင်းမှုတာစီရေးဆိုင်ရန်သဘောတူညီချက်များကိုချိုးဖောက်ခဲ့ကြောင်းထုတ်ဖော်ထားသည့်အိုင်ယလိုစုံစမ်းရေးကော်မရှင်အစီရင်ခံစာတွင်စစ်ကောင်စီကအလုံသမအဖွဲ့ဝင်များကိုတပ်ဖြတ်ခြင်း၊နိုင်ထက်စီနှင့်ဖန်စီခြင်း၊အတူရောင်ယုံတင်စစ်ဆေးခြင်း ပြည့်တန်းချမခြင်း၊ဖန်စီခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်း၊ချင်းချောက်ခြင်း၊စောင့်ကြည့်ခြင်း၊ပြင်းနေခြင်း၊၎င်းတို့၏အခြေခံအရသာလွတ်လပ်ခွင့်များဆုံးရှုံးခြင်း၊၎င်းတို့၏အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့်လုပ်ငန်းဆောင်ရွက်မှုများကြောင့်လုပ်ငန်းခွင်နှင့်ဖိနှိပ်ခံရခြင်းများကျူးလွန်ခဲ့ကြောင်း အမျိုးသမီးအလုံသမားတမကကောင်းဆောင်များကိုလိမ်မိုင်းဆိုင်ဟာကြံဖက်ခဲ့ကြောင်းဖော်ပြထားသည်စတက်ကပေါ်တာဆွေးခြင်းနှင့်လူသားတိုင်းများအပဝင်စစ်ဘက်ဆိုင်ရာဆစ်စင်ရေးများတွင်စနစ်တကျနှင့်ကြဲကြဲပြင်းပြင်းအထမစီခိုင်မှုများလှုံ့ဆော်နေကြောင်း ILO စုံစမ်းရေးကော်မရှင်ကထုတ်ဖော်ထားသည်45 right ၏စုံစမ်းစစ်ဆေးမှုတွင်ရိုဟင်ဂျာလန်နက်ကိုင်းဖွဲ့များကဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းများမှာရိုဟင်ဂျာဒုက္ခသည်များကိုပြန်ပြီးဆွဲပြီးစစ်မှုထမ်းခိုင်းရန်မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းလှုံ့ဆော်နေကြောင်းရိုဟင်ဂျာလန်နက်ကိုင်းဖွဲ့များက 2024ခုနှစ်မတ်လမှမေလအထိရိုဟင်ဂျာဒုက္ခသည်1900ခန်းကိုအတင်းအဓမ္မစုဆောင်းခဲ့ကြောင်းသိရှိရသည်။အယလိုညွှန်ကြားရေးမှူးချုပ်တန်သော45ရက်ကပေးပို့သည့်စာရင်းအယလိုအဖွဲ့ဝင်နိုင်ငံများအနေဖြင့်မြန်မာစစ်ကောင်စာမျက်နှာစွမ်းဆောင်ရည်များပေါ်ပြစ်မှတ်တာပိတ်ဆို့အရေးယူမှုများချမှတ်ကမြန်မာနိုင်ငံကိုကုန်သွယ်မှုသဘောတူညီချက်များဝဆိုင်ငံတိုင်းတိုက်တွန်းထားသည်။ မြန်မာနိုင်ငံကပြည်သူတွေဟာစစ်ကောင်စီရဲ့လုပ်ရည်တွေကြောင့်ဆိုးဝါးစွာထိခိုက်ခံစားနေကြရပါတယ်။အဟယလိုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33အရအရေးယူဆောင်ရွက်ခြင်းကဆရာနာရှင်တွေအတွက်လက်နက်ငွေကြေးနဲ့တရားဝင်မှုတွေကိုပြတ်တောက်စေနိုင်လို့အကြမ်းဖက်အုပ်စိုးမှုကိုအဆုံးသတ်သွားစေရန်အထောက်အကူဖြစ်စေနိုင်ပါတယ်။45 right အနေနဲ့အဟယလိုအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့နိုင်ငံဖွဲ့စည်းတွေကိုမြန်မာစစ်ကောင်စီဘက်ဖြစ်နိုင်သမျှအပြင်းထန်ဆုံးအရေးယူမှုတွေပြုလုပ်ပေးဖို့အတွက်တောင်းဆိုထားပါတယ်ဟု45 right မှာ senior adverse ဖြစ်သူ ထရစ်ပန်ဆန်သွန်ကပြောဆိုသည် ILO အဖွဲ့ဝင်နိုင်ငံများအနေဖြင့်စစ်ကောင်စီကိုယ်စားလှယ်အလုံးကိုဆိုင်းငံ့ထားရတဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုအသိအမှတ်အပြုအပြေးဝဆက်ဆံရင်လဲ45 rank ကဆက်လက်တောင်းဆိုထားသည်ဆက်လက်ပြီးမြန်မာအရေးအရေးယူဖြည့်ရှင်ဆောင်ရွက်ရန်ထပ်မံကြာရှုံးခဲ့သောအာဆီယံအဖွဲ့ကိုစစ်ကောင်စီကလှောင်ပြောင်နေဟုမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကဝေဖန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာရေးအရေးယူဖြည့်ရှင်ဆောင်ရွက်ရန်ထမှန်ကြဆုံးခဲ့သောအာဆီယံအဖွဲ့ကိုစက်ကောင်စီကအယတားပြည်သူများကိုပုံကျဲတက်ဖြတ်ပြခြင်းဖြင့်လှောင်ပြောင်းနေတဲ့ကဲ့သို့ဖြစ်နေကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကဝေဖန်လိုက်သည်။ ေလ26ရက်နေ့မှာမေလ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့်46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကမြန်မာအရှေ့ကိုအရေးယူဖြည့်ရှင်ထမှန်ကြားဆုံးခဲ့ကြောင်းအာဆီယံထိပ်သီးအစည်းအဝေးကမြန်မာနိုင်ငံအရေးတွင်အထိပ်ဖေပြေဝါသောအရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်မည့်အခွင့်အရေးကိုနောက်တစ်ကြိမ်လွှဲချော်စေခဲ့ကြောင်းအာဆီယံခေါင်းဆောင်များသည့်အနှစ်သာရမရှိဘဲထပ်ထလေးလေးပြောဆိုနေကြစကားများမှမကျော်လွှားနိုင်ခဲ့သည့်အပြင်အာဆီယံ၏၄နှစ်တာကြာဆုံးမှုများကိုပိုရိပ်ပင်ဆိုးဝါးစေခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးချမ်း မေကောင်စီ SCCM ကသတင်းထုတ်ပြန်နေ အာဆီယံကအသုံးမွင့်တဲ့မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက်၅ချက်ကိုသာဆက်လက်ကိုင်းဆွဲနေခြင်းဟာရာစုနှစ်တွက်တွင်အခြေမဆုံးဖြစ်သောဒေသဆိုင်ရာချက်တွေကိုကိုင်းတွေဖြည့်ရှင်ရနိုင်အရေးတကြီးဆောင်ရွက်ရန်လိုအပ်မှုကတိကဝထားရှိမှုနှင့်တည်ထွင်ဖန်တီးနိုင်စွမ်းတို့အလွန်မင်းကင်မဲနေကြောင်းပြသနေတယ်ဟု SCCM မှမဆူဂေတာဆူရန်မငါပြောဆိုသည်မေလ25ရက်နေ့အာဆီယံနိုင်ငံကြားရေးဝန်ကြီးများကွာလာလမ်ပူရင်တွေ့ဆုံဆွေးနွေးစဉ်ပုဂိုလ်တိုင်းကြောက်ကြီးမျိုးနဲ့ရှိမင်္ဂလာဆောင်တစ်ခုကိုမြန်မာဆက်အုပ်စုကလေးချောင်းမှတိုက်ခိုက်ခဲ့ များသရိုးသမီးနှင့်ကလေးငယ်နှုတ်ဦးအပါအဝင်အရက်သားပြည်သူအနည်းဆုံး၁၀ဦးသေဆုံးခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုသည်ဒီပိန်းမြို့နယ်ရှိစာသင်ကျောင်းတစ်ကျောင်းကိုစစ်အုပ်စုကပုံကျဲတိုက်ခိုက်ပြီးကလေးငယ်၂၂ဦးနှင့်ဆရာနှုတ်ဦးသေဆုံးကအခြားအရက်သား၁၀၅ဦးထိထိခိုက်ဒဏ်ရာရရှိသည့်ဖြစ်စဉ်ပြီးနှစ်ဖက်မပြေမီတွင်ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ထို့သောသောရက်ဆက်ကြမ်းကြုတ်မှုများနှင့်စစ်အုပ်စုအခြားလုပ်ရများကြောင်းကြွကြွပြင်းပြင်းတရင်ဖော်ပြနေသည့်တိုင်အာဆီယံကောင်ဆောင်များ၏ထုတ်ပြန်ချက်အသည့်တွင်စစ်အုပ်စုလက်တွေ့ရှိမနေသောအပြစ်ကတ်ရက်စဲရေကိုအသိမဲ့ပြုထားကြ ောင်းလက်တွေ့မကျသောစစ်တပ်အပြစ်ခတ်ရစေးကိုတဒံတူရန်နဲ့တိုးချက်ကျင်းသုံးရမယ်တောင်းဆိုခဲ့ကြောင်းသိရှိရသည်အာဆီယံကောင်ဆောင်များကဆဲအုပ်စုအရသာအဖြစ်တို့များပေါ်ကြဲကြဲပြင်းပြင်းနဲ့စနစ်တကျကျူးလွန်နေသောရက်ဆက်ကြံကြုံမှုများကိုတော်လိုင်းအင်အားစုများ၏ခုခံတော်လိုင်းကြိုးပမ်းမှုများနဲ့တဒန်းနေထားကမှားရင်စွာရှုံမြင်သုံးတန်းသိစေဖြစ်ကြောင်း SCCM ကဝန်ဖန်သည် SSCM ရှန်ဟင်းလီကစစ်အုပ်စုကောင်ဆောင်မယောင်လိုင်းအရတားပြည်သူများပေါ်မယမနာပြုလုပ်နေသောတိုက်ခိုက်မှုများမှာစစ်အုပ်စုသည်အပြစ်ခတ်ရစေးရေးကိုအမှန်တကယ်အကောင့်ထည့်ဖော်ခဲ့သည်။သို့မဟုတ်ထို့သို့ပြုလျင်အရွယ်ချက်တစုံတရာရှိနေသည်ဟုသောအာဆီယံအစိုးရများကိုယွန်ရှာဝေရလှောင်ပြောင်းနေတဲ့ကဲ့သို့ဖြစ်နေတယ်ဟုသုံးသပ်သည်။ အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအနေဖြင့်အသုံးမွင်သောပုံသဘောတူညီချက်၅ချက်နေရာကိုအစားထိုးရမည်ဖြစ်ပြီး၎င်းလုပ်ငန်းစဉ်တည်တွင်မြို့သားညညွေရေးအစိုးရ NUG တိုင်းရင်းသားခုခံတော်လှန်အဖွဲ့အစည်းများ EOS လူနေစုကိုစားပြုကိုစလဲများနှင့်မြမအရက်ဖက်လူအဖွဲ့အစည်းတို့နှင့်တိုင်းရိုက်ထိပ်တွေဆက်ဆံခြင်းကိုလည်းဦးစားပေးရမည်ဖြစ်ကြောင်း SACM ကအကြံပြုသည် အာဆီယံနေဖြင့်စစ်တဲရဲ့ကြံဖက်မှုတွေကိုအမှန်တကယ်ရပ်တန့်လိုပါကကုလသမဂ္ဂလုံခြုံရေးကောင်စီအဝင်ရောက်ဆက်ဖွဲ့ရန်ချက်ချင်းတောင်းဆိုတဲ့နေ။ဒါပြင်စစ်အုပ်စုကလိုက်နာမှုရှိစေရန်နိုင်ငံတကာလေးလာသူများအနေဖြင့်မြန်မာနိုင်ငံတဝန်းလုံးတွင်အပြစ်ကက်ရစေတဲ့ချမှတ်ပေးရန်လဲတောင်းဆိုတဲ့နေဟု SAC MR Chris City တို့ကထပ်လောင်းပြောကြားသည်။စစ်ကောင်စီကမတ်လ28ရက်နေ့ငလင်းလှုပ်ခတ်ပြီးအပြစ်ကက်ရစေရေးမကြခနာကြေညာထားတော်လေးလေးချောင်းတိုက်ခိုက်မှုများစစ်ကြောင်းထိုးခြင်းများဆောင်ရွက်လျက်ရှိရာသခိုင်းငလင်းကြီးလှုပ်ခတ်ပြီးနောက် ဂျမန်စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ကြောင်းဆိုပါတိုက်ခိုက်မှုတွင်ပြည်သူ436သေဆုံးခဲ့ကြောင်းမြို့သားညညရေးဆိုရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရကတော့ပခုတ်ကူမြို့နယ်စင်မင်းကျေးရွာသို့လာရောက်သည့်ပြူစော်တီကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်မှုပြူစော်တီကားဆောင်ကျော်ဆိုးနိုင်အပါဝင်လေးဦးသေဆုံးပြီးလက်နက်နှလက်သိမ်းဆည်းရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။မကွေတိုင်းဘက်ကမြို့နယ်စင်မင်းကန်ကြီးရွာတို့လမ်းရောက်သည့်ပြူစော်တီကားနှစ်စီးကိုခြားဖြတ်တိုက်ခိုက်ခဲ့ရာပြူ ူစွန်တီလေးတို့သိဆုံးပြီးလက်နက်နလက်သိန်းစီရရှိခဲ့ကြောင်းပခုံးကမြို့နယ်ပြည်သူ့ကောင်းရေးအဖွဲ့မှတရင်နှင့်ပြန်ချရေးတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောကြားသည်ရှမန်နေဇွန်လ၁ရက်နနက်၈နာရီခန့်ကပခုတ်ကူမြို့မှာဆင်းမင်းကြီးရွာကိစ္စကန်တိုင်းတောင်ဝံပြောင်းလဲရန်လာသောအကျန်းဖက်စစ်တပ်လောက်ခံပြူစော်ဒီကောင်းဆောင်မှအင်အားရှင်ဦးစီးနေလိုက်ပါလာသည့်ကား၂စီးကိုပြည်သူ့ကော်ရီတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တပ်ဖွဲ့၄၅မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရသည် မတူကား၂စီးနဲ့ထွက်လာတာဝိုင်းပြတဲ့အချိန်ကား၂စီးလုံးကထိုးရက်သွားတယ်။ဇန်နစ်လေးဦးကထွက်ပြေးသွားတာပါ။ကားရီကပြတ်သွားတော့ရှူခဲ့လို့မရဘူး။ဝိုင်းပြကြတော့ကားကပြတ်သွားတာဇန်နစ်ပြူလေးဦးကထွက်ပြေးလွတ်မြောက်သွားတယ်။စင်မင်းခန်ကိန်းကြီးကလည်းနေတယ်။မိုးကလည်းရွာနေတော့ကားရီကိုမီးမရှိုးခဲ့ရဘူး။ဒီကနေ့မနေ့တော့စင်မင်းခန်ကိန်းကိုအင်အား90လောက်တိုးချထားတဲ့ဟုပခုတ်ကူမြို့နယ်ပြည်သူ့ကောင်ရေးဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည်။ ထို့သောတိုက်ခိုက်မှုတွင်ချမ်ပတ်စစ်တပ်လောက်ကံပြူစော်တီလေးကိုတိုက်ဆုံးပြီး MA3 အမျိုးအစားတနက်တလန်ပစ္စတိုတလန် လက်နက်ခဲယမ်းများနဲ့ငွေသား33သိန်းတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။ပခုတ်ကူမြို့မှပြည်သူများ၏အဆိုအရတော်လင်းတက်များ၏တိုက်ခိုက်မှုကြောင့်ပခုတ်ကူမြို့အမှတ်၄ရပ်ကွက်နေပြည်တော်လမ်းတွင်ပြူစောတိကောင်းဆောင်ကျော်ဆိုးနိုင်သည့်ဆုံးခဲ့ပြီးရှမန်းနေနေ9နိုင်တကြိုလိုက်ပြီးဖြစ်ကြောင်းသိရှိရသည်။အဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့ပခုတ်ကူခရိုင်တရင်ဆက်ဆောင်နှင့်ဘုတ်ကလေးတပ်တပ်ပေါင်းစုတို့ကစုပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောင်ရဲတပ်ဖွဲ့ဝင်များအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။